အားလုံးပဲမင်္ဂလာပါခင်ဗျာကဲလာပြန်ပြီเนาะဒီတခါကျတော့ကျွန်တော်တို့ဒီအချိန်မှာလေငရမ်းဘရူရက်ကလေးတွေထွက်နေပြီငရမ်းဘရူညွန့်ကလေးတွေလည်းပေါ်နေပြီဗောနော်အဲ့တော့ငရမ်းဘရူရက်ကလေးတုတ်စားလို့လည်းကောင်းတယ်ဒါပေမဲ့ကျွန်တော်ကလေဒီတစ်ခေါက်တော့ငရမ်းဘရူရက်ကိုတုတ်မစားတော့ဘူးငရမ်းဘရူလက်ဖက်လုံနီးလေးတင်ပေးမယ်เนาะဒီလိုရာသီလေငရမ်းဘရူထွက်ပြီဆိုရင်ကျွန်တော်အများတန်းငရမ်းဘရူလက်ဖက်နှက်ထားတဲ့အိမ်ပါလေအဲ့တော့လူကြီးတွေလည်းကြိုက်ကြတယ်ပြီးတော့ဆေးဘက်လည်းတအားဝင်နေဆိုတော့လေနောက်ပြီးတော့သူကလေစိတ်စိတ်ကလေးနဲ့လက်ဖက်ထပ်ပို့ပြီးတော့စားကောင်းပါတယ်ပြီးတော့လက်ဖက်အတိုင်းပဲเนาะမတိရလူစားလိုက် က်လို့ရှိရင်လေခွဲမရအောင်လက်ဖက်နဲ့တူပါရယ်အဲ့တော့ကျွန်တော်ဒီနေ့ငရမ်းဘဒူလက်ဖက်လုံနည်းလေးကိုပြန်လဲမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ဒါဆိုအခုအရင်ဆုံးငရမ်းဘရူရွက်ကလေးတွေတင်မယ်နော်ငရမ်းဘရူရွက်ကလေးတွေကိုတင်တဲ့အခါကျလို့ရှိရင်ဒီမှာအခုကျွန်တော်တင်နေတဲ့ပုံစံလေးအတိုင်းလေသူ့ရဲ့အရွက်ရဲ့အယိုးကြောယိုးလေးကိုမယူပါဘူးခင်ဗျာသူကလေပြုတ်တဲ့အခါကျလို့ရှိရင်မာပြီးကြံခဲ့လို့ပါဒီလိုနုတဲ့အဖျားပိုင်းလေးကိုကြာရင်တော့ယူလို့ရတယ်ပေါ့နော်အခုလိုအောက်လက်ကလေးတွေကြာလို့ရှိရင်တော့အခုဒီမှာကျွန်တော်လုပ်ပြတဲ့အတိုင်းပဲသူ့ရဲ့အလေကြောယိုးကလေးကိုဖယ်ပြီးတော့အရွက်အသားတီးတန့်ကိုပဲရအောင်နှွင့်ပြီးတော့ယူမှာပါအခုဒီမှာကျွန်တော်လုပ်ပြနေတဲ့အတိုင်းပါပဲခင်ဗျာအလေကအရွက်ယိုးလေးကိုခြံခဲ့ပြီးတော့အရွက်အသားလေး းတွေကိုပဲတေချာလေးစိတ်ရှိရှိလေးနဲ့ဖဲ့ပြီးတော့ယူလိုက်ပါမယ်ဒီလိုအပေါ်ပိုင်းကနုတဲ့အဲထိတ်ဖြားပိုင်းလေးတွေဆိုရင်တော့ဒီတိုင်းပဲချိုးယူလိုက်လို့ရပါတယ်ဒါပေမဲ့အောက်ကဒုတိယအလက်တတိယအလက်လိုမျိုးလေးတွေကြားလို့ရှိရင်တော့ဒီလိုကြောရိုးလေးတွေမပအောင်ဂယုစိုက်ပြီးတော့တိတိချာချာချွေပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တေချာလေးဂယုစိုက်ပြီးတော့ဒီမှာအခုကျွန်တော်ဝယ်ထားတဲ့ငရမ်းဘရူရွက်တီအားလုံးကိုတေချာလေးကျွန်တော်ချွေလိုက်ပါအောင်မယ်ဒီမှာပါဒီလိုရိုးကလေးကိုဖဲရမှာဖြစ်ပါတယ်နော် အဲ့တော့ငရမ်းဘူးရွက်တရားလဲလေအခုမနက်ကမှလာရောင်းနေအသေးသေးဆိုလို့ရှိရင်လေအများကြီးပဲခေါင်းရွက်ပြထိုးတယ်ပေါ့နော်သူ့စီမှာငရမ်းဘူးရွက်တွေအများကြီးပဲ၃စီးမှသူက900ပဲပေးရတာဆိုတော့လေဒီအချိန်နည်းနည်းလဲပေါ်သေးတယ်တန်လဲတန်တယ်ပေါ့နော်ကဲဒီမှာတော့ကျွန်တော်အခုစိတ်ရှိရှိနဲ့ခြွေထားပေးလိုက်တာဒီလိုမျိုးအရွက်အသားလေးတွေပဲယူထားတယ်အရွက်ယိုးလေးတွေလုံးဝမပအောင်စိတ်ရှိရှိနဲ့ခြွေပေးထားတာပါပြီးရင်တော့တေချာတန့်စင်အောင်စီကြောပြီးတော့ပြုတ်ပေးရမှာဖြစ်ပါတယ် ခုငရမ်းဘရူရွက်တွေကိုစပြီးတော့ပြုတ်ပါတော့မယ်ခင်ဗျာငရမ်းဘရူရွက်ပြုတ်တဲ့အခါမှာလေသူ့ကိုလေရေများများလေးထည့်ပြီးတော့သုံးရေလောက်ခန့်အောင်လို့လေငရမ်းဘရူရွက်ကလေးတွေပျော့ဖက်နုဣသွားတဲ့အထိကိုတေချာလေးအချိန်ယူပြီးတော့ပြုတ်တင်ထားပေးရမှာဖြစ်ပါတယ်အခုလိုပြုတ်တဲ့အခါမှာလဲစားဟင်းကတ်စွန်တစွန်းလောက်ထည့်ပေးရမယ်နော်စားထည့်ဖို့လည်းမမေ့ပါနဲ့ခင်ဗျာအခါရေတွေထွက်အောင်လို့ပါဒါပြီးရင်တော့ရေလေးတွေခန့်ခန့်သွားတဲ့အထိအနည်းဆုံးသုံးရေလောက်တော့တည်ပေးရမယ်ခင်ဗျာကျွန်တော်တော့သုံးရေလောက်တော့ခန့်အောင်တည်ပေးခဲ့ပါတယ်အခုတော့ကျွန်တော်ဖူပေါ်မှာတေချာလေးတည်တင်ပေးပြီးတော့ပြုတ်ပေးထားလိုက်ပါပြီ ကဲခုကျွန်တော်စိတ်ရှိရှိနဲ့သုံးရီလောက်ခန်းအောင်လေနူးဖတ်တဲ့အထိပြုတ်ပေးထားလိုက်တာအခုငရမ်းဘလူရွက်တွေပြုတ်ထားတာရသွားပါပြီခင်ဗျာဒီငရမ်းဘလူရွက်တွေပြုတ်ထားတာရပြီဆိုရင်အခုဒီမှာမြင်နေရတဲ့အခားရည်တွေကိုစင်အောင်ညှစ်ထုတ်ပေးရမှာဖြစ်ပါတယ်အခုတော့ကျွန်တော်ပြုတ်ပေးထားတာဒီမှာเนาะမြင်တဲ့အတိုင်းပဲเนาะသူကလေတအားကိုနူးဤပြီးတော့ပြုတ်ဖတ်သွားပါပြီခင်ဗျာ တကယ်လို့ကိုပြုတ်ထားတာနူးလားမနူးလားသိချင်ရင်တစ်ဖက်လောက်ယူပြီးတော့လက်ကလေးနဲ့ခြေကြီးလိုက်လို့ရှိရင်တော့သိနိုင်ပါတယ်အဲ့တော့ဒီမှာကျွန်တော်အခုဆိုရင်ကျွန်တော်ခြေကြီးလိုက်တဲ့ခါကျတော့ဒီမှာကြည်သွားတယ်ပေါ့နော်ဒါဆိုရင်ဒီအနေထားဆိုရင်ရပါပြီဒါဆိုကျွန်တော်ဆယ်ပြီးတော့ဒီအခါရည်ကိုအရင်ဆုံးညှစ်ထုတ်လိုက်ပါမယ် ခုဒီမှာအိုးရဲဆဲလာတဲ့ငရမ်ဘလူရွက်ကလေးတွေရပါပြီဒီမှာခြေကြီးလိုက်လို့ရှိလို့ရှိရင်လေဒီမှာနုပြီးတော့သူကပျော့ဖတ်နေပြီပေါ့နော်အဲ့လိုအခြေအနေဆိုလို့ရှိရင်နေတော့ပါပဲเนาะရပြီအဲ့ခါကျတော့ကျွန်တော်ဒီမှာအားသုံးပြီးတော့ဒီအရွက်တွေထဲမှာရှိနေတဲ့အခါရည်တွေကိုကျွန်တော်ဒီမှာအားလေးနဲ့ဖိဖိပြီးတော့ညှစ်ထုတ်လိုက်မယ်ခင်ဗျကျွန်တော်ကဒီမှာလေးစကားလေးတစ်ခုခံပြီးတော့အပေါ်ကနေပြီးတော့ဖိဖိပြီးတော့ညှစ်ထုတ်ပေးလိုက်ပါတယ်ငရမ်ဘလူရွက်ကလေးအခုကျွန်တော်ဝယ်ထားတာ1500ဘူးပါခင်ဗျာဒါပေမဲ့အခုဒီမှာအားနဲ့ဖိပြီးတော့အခါရည်တွေညှစ်ထုတ်လိုက်တော့เนาะလက်သီးဆုံးလောက်ပဲရပါတယ်သူကလေအများကြီးလုံးမှသူက ည်းနည်းပဲရတာပါနော် ခုဆိုရင်တော့အခားရည်တွေကုံအောင်ကျွန်တော်ညှစ်ထုတ်လို့ပြီးပါပြီဒါဆိုရင်တော့လက်ဖက်စနှက်ပါမယ်လက်ဖက်နှက်ဖို့တော့ကတော့မိမိတို့စိတ်ကြိုက်လက်ဖက်နှက်တဲ့ဤအတိုင်းပဲနှက်လို့ရတယ်နော်ကျွန်တော်ကတော့ဒီမှာကျတော့ထောင်းပစ်လိုက်တယ်အဲသူ့ကိုအရင်ဦးဆုံးကြည်အောင်လို့လက်ဖက်အသားလေးလိုဖြစ်အောင်လို့တော့အရင်ဦးဆုံးထောင်းပစ်ရမှာခင်ဗျဒါပေမဲ့ကျွန်တော်ကထောင်းရင်းနဲ့ထောင်းနဲ့နှက်လိုက်ပါတယ်ဘာလို့ဆိုတော့တခါတည်းဒီမှာပဲအရသာတွေပါတယ်တခါတည်းဆက်ပြီးတော့ထောင်းပြီးတော့တခါတည်းနှက်ပေးလိုက်ပါတယ်ခင်ဗျအရင်ဦးဆုံးတော့ကျွန်တော်ကကြက်သွန်ပြူလေးအရင်ဦးဆုံးညှက်အောင်ထောင်းတယ်ပြီးတော့ခုနကတော့အခားရည်ညှစ်ထားတဲ့ငရမ်ဘူးရွက်တွေထည့်လိုက်တယ်ပြီးရင်ကျွန်တော်ကအတံမြာသီးလေးလေး ည်းဒီမှာတလုံးကြော်ကြော်လောက်ညှစ်ထည့်လိုက်ပါတယ်။ပြီးရင်တော့အချုံမုတ်ကလေးထည့်မယ်။စားလေးနဲ့ငယ်ထည့်ပြီးတော့တခါတည်းအရသာရှိအောင်လို့မိမိစိတ်ကြအရသာရှိအောင်တခါတည်းဆက်ပြီးတော့ညက်တဲ့အထိလက်ဖက်အသားဖြစ်တဲ့အထိကိုထောင်းပစ်လိုက်ပါတယ်ခင်ဗျာ။ တကူတော့ရှိတယ်ဗျာဒီကောင်ကိုထောင်းတဲ့အချိန်မှလေးတော်တော်လေးကိုထောင်းယူရပါတယ်ဘာလို့လဲလက်မောင်းပြုတ်မှတထောင်းရတယ်ခင်ဗျာတိတ်တော့မလွယ်ဘူးအဲကြိတ်ဆက်နဲ့ကြိတ်မယ်ဆိုရင်လည်းရတော့ရနိုင်တယ်ထင်တယ်ဒါပေမဲ့ကျွန်တော်ကတော့ထောင်းရတာကိုပို့ပြီးတော့ကြိုက်ပါတယ်ဒါကြောင့်မို့လို့စိတ်ရှိရှိလေးနဲ့ပဲချိန်ယူပြီးတော့ထောင်းပေးလိုက်ပါတယ်ဒီအဆင့်မှာလေကျွန်တော်တခုလောက်မှားခြင်းပါတယ်ခင်ဗျာအရင်ဦးဆုံးထောင်းနေရင်လည်းအရသာလေးကိုအနှဲငယ်မိကြည့်ပေးပါခင်ဗျာ။ဒါဆိုတော့ငရမ်းပရူရွက်ကလေမျိုးကွဲပေါင်းများစွာရှိတယ်ခင်ဗျာ။တချို့ကြတော့လည်းစိတ်ရက်ဘက်ကူသွားတယ်။တချို့ကခါးတဲ့ဘက်ကူသွားတာလည်းရှိတယ်ပေါ့နော်။အဲ့တော့ရောထွေးနေတဲ့အခါကျတော့အခုလိုထောင်းန းနေရင်လည်းအရသာလေးမိကြည့်တဲ့အခါမှာအခါတက်ကလေးနည်းနည်းလေးကဲတယ်ကိုကမကြိုက်ဘူးဆိုလို့ရှိရင်အခုထောင်းနေရင်လည်းပဲဒီထောင်းလက်ဆောက်ကိုယူပြီးတော့အရင်တစ်ခေါက်ထပ်ပြီးတော့ညှစ်ထုတ်နိုင်ပါတယ်နော်။ဘာဖြစ်လို့ဆိုတော့မိမိစိတ်ကြိုက်ကိုကိုပေါ့ကိုမြည်ဆန်းကြည့်ပါ။ကျွန်တော်တို့ကျတော့လက်ဖက်ကိုအခါတက်တက်ကလေးကိုကြိုက်ပါတယ်။တချို့ကလက်ဖက်ခါရင်လုံးဝမကြိုက်ပါဘူး။အဲ့ခါကျတော့အခါရည်ကိုထောင်းနေရင်လည်းမှထပ်ပြီးတော့ညှစ်ထုတ်ကြရတယ်ခင်ဗျ။အဲ့လိုနီးနေပဲဒီမှာထောင်းနေရင်လည်းထပ်ပြီးတော့ညှစ်ထုတ်ပြလို့ရပါတယ်။ပြီးမှပဲမိမိစိတ်ကြိုက်ရပြီဆိုတော့မှပဲအချိုးမုတ်စားလေးထည့်ပြီးတော့အရသာကိုစိတ်ကြိုက်ထပ်ပြီးတော့ပြင်ဆင် င်ပြုတ်လုသွားပြီးလို့ရပါတယ်ခင်ဗျာ။ ကဲခုပြောနေရင်လည်းပဲကျွန်တော်ရဲ့ငရမ်းဘလူလက်ဖက်ကရသွားပါပြီခင်ဗျာအဲ့တော့ကျွန်တော်ကဒီလိုမျိုးလေးဘူးလေးတစ်ခုတည်းကိုထည့်ပြီးတော့စီလေးစိန်ထားလိုက်ပါတယ်အဲနောက်ကျွန်တော်စားကျင်တဲ့အခါကျတော့မှပဲစားနိုင်မဲ့ပမာဏကိုထုတ်ပြီးတော့လက်ဖက်အကျော်စံလုံးနဲ့တွဲဖက်ပြီးတော့စိတ်ကြိုက်သုံးဆောင်နိုင်ပါတယ်ခင်ဗျာဒီငရမ်းဘလူလက်ဖက်ဟာဆိုလို့ရှိရင်လေလူကြီးတွေနဲ့လည်းအရန်တည့်ပါတယ်ခါနာတာဒူးနာတာတွေဆိုရင်ဒီငရမ်းဘလူကစေးတလက်အနေနဲ့သုံးဆောင်နိုင်ပါတယ်တချို့ကျတော့ဒီတိုင်းပဲတုပ်စားတာတုပ်စားတာကိုကျတော့ခါလို့ဆိုပြီးတော့မကြိုက်ကြပါဘူးအခုကျွန်တော်လုပ်ပြတဲ့ပုံစံလေးအတိုင်းလက်ဖက်ကလေးအဖြစ်နှက်ထားမယ်ဆိုရင် ဆေးဘက်လည်းဝင်ပြီးတော့အစာလည်းဆေးဆေးလည်းစာအနေနဲ့အရသာလည်းရှိရှိလေးနဲ့တုံးဆောင်နိုင်မှာဖြစ်ပါတယ်ခင်ဗျာဒီငရမ်းဘ ᱹ လူလက်ဖက်လုံနီးလေးကိုလေအိမ်မှာမိမိကြုံမယ်ဆိုရင်လိုက်ပြီးတော့လုပ်စီခြင်းပါတယ်ကျွန်တော်က recommend ပေးပါတယ်ခင်ဗျာသူကဆေးဘက်ဝင်ပြီးတော့လက်ဖက်လိုပဲခွဲမရအောင်စားလို့ကောင်းတဲ့အရသာကိုရရှိမှာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်ကဒီမှာငရမ်းဘလူးလက်ဖက်ကလေးကိုလက်ဖက်ပွဲလေးလိုပြင်ပေးထားတာဖြစ်ပါတယ်။ကျွန်တော်ကတော့မြေဘဲသံကြော်လေးတွေနှမ်းလေးတွေစက်သွုံကြော်လေးတွေနဲ့စားရတာကိုပို့ပြီးတော့ကြိုက်နှစ်သက်ပါတယ်ခင်ဗျာ။မိမိစိတ်ကြိုက်သုံးဆောင်နိုင်ပါတယ်ခင်ဗျာ။ ဲဒါဆိုရင်ကျွန်တော်ရဲ့ငရမ်းဘီရူလက်ဖက်ဗီဒီယိုလေးကအခုဆိုရင်တော်တော်လေးလက်ရှည်သွားပြီပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့နှုတ်ဆက်ဖို့အချိန်ကိုရောက်ပါပြီနော်ကျွန်တော်ရဲ့ချစ်မိတ်ဆွေများအားလုံးလည်းကျမ်းမာချမ်းသာကြပြီးတော့လိုရာဆန္ဒတွေတလုံးတဝရဲပြည့်စုံနိုင်ကြပါစေလူကျွန်တော်ကစုမုံကောင်းတောင်းပေးလျက်ပါခင်ဗျာအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးပဲတက်တာဘိုင်း